audio book channel မှာကြိုဆိုလိုက်ပါရရှင်အခုဖတ်ပြပေးမယ့်ဝိတုဇလံလေးကတော့စာရေးဆရာမကြီးမဆန္နာရေးသားထားတဲ့အကြံဖန်ဆိုတဲ့ဝိတုတူဇလံလေးပဲဖြစ်ပါရရှင်ဆရာမကြီးအားယခုဝိတုတူလေးအားဖတ်ပြခွင့်ပြုပါရန်လေးစားစွာပန်ကြားအပ်ပါရရှင်ပရိသတ်ကြီးကလည်း channel လေးကိုကူညီတော့အားဖြင့် like and subscribe လေးလုပ်ပေးပြီးအပီနာဆင်ပေးပါအောင်ရှင် အကြံအဖန်ဟူသောစကားကိုကြားဘူးနေသည်ကတော့ကြာလာကြပြီအတိတ်ပဲတီချာကိုတော့မဖွင့်စုတက်အနှဲငယ်မယိုးမသားလှုပ်ချင်းဟူ၍တော့အကြံဖြင့်မှတ်ယူနိုင်မည်ထင်သည် လူတွေကတဲပြီးအကြံပန်များကြတာကိုဟုဒေါ်အင်းညိုဤခင်မွန်းတဲ့ဦးစိုးမောင်က မကြခဏပြောတတ်သည်ဟုတ်ပါသည်အရက်သေးမှာဈေးထဲမှာ အလုတ်သေးမှာ နေရတကာမှာ အကြံအပံကလေးတွေရှိနေတတ်သည်အင်းငါတို့အိမ်ရှင်မတွေမှာရောဒေါ်အင်းညူကတွေးရင်ငေးပြီးငေးပြီးရင်လဲတွေးနေမိတတ်လေသည်သူ့သားသူ့သမီးတွေကကွန်ပျူတာအီးမေးအင်တာနက်ဆိုတာတွေကို မကြခဏပြောနေတော်လေဒေါ်အင်းညူဤကောင်းတဲ့သူဘာမျှမဝင်ချေ အသက်အစိတ်ထဲရောက်နေပြီဖြစ်သောအကြီးဆုံးသားကကွန်ပျူတာကို အလွန်အမင်းစိတ်ဝင်စားပြီးမျက်နှိုးတွေ့တာလာသည်ချစ်သူကြီးစားရှာရန်အိမ်ထောင်ပြုရန်ကိုပင်လုံးဝစိတ်ဝင်စားခြင်းမရှိဘဲကွန်ပျူတာသင်တန်းတွေကိုသာလောဘတကြီးလိုက်တန်နေသည် ထို့နောက်သူ့တငယ်ချင်းဤဆိုင်မှကွန်ပျူတာတစ်လုံးကို လာပေးနှင့်ဝယ်လာသည် ထိုအခါကျမှကွန်ပျူတာကို အနီးကပ်မြင်ပူးသောဒေါ်အေးညူက"အော်ကွန်ပျူတာဆိုတာ TV နဲ့လက်နှိပ်စက်နှမျိုးပေါင်းထားတာပါလား"ဟုသူနီးသူဟန်နဲ့သဘောပေါက်လိုက်ရရှာလေသည်။ဆယ်တန်းအောင်ပြီးတက္ကသိုလ်မတက်ရသေးသောသမီးအလမစီကတော့ SCCI, GCE, TOEFL, Poly စသည်များကို ကြာရပြန်သည်ဒေါ်အင်းညိုကတော့ GCE ထက် GEC ကို ပို့ပြီးစိတ်ဝင်စားသည်ကအမှန်ပင် သူဤခင်မုန်းတဲ့စီမှာ GEC ထုတ်ပဲတို့စက်ပြတို့ဖျောင်းနိုင်တို့အပြင် အမျက်ငွေကိုလည်းရဘူးသောကြောင့်ဖြစ်လေသည် နိုင်ငံသားဘာသာတက္ကသိုလ်တွင်ညနေတင်နံတက်နေသော အငယ်ဆုံးသားကတော့အိုတိုးဆန်အိုဘားဆန် တိုင်ကျော်ဘူခိုနိုင်စသောဂျပန်စကားများကိုတော့တီတော့နဲ့ပြောတတ်ပြန်သည်ဂျပန်စကားကျွမ်းကျင်လျင်တရုတ်စကားကို သင်အုံးမည်ဟုလည်းပြောနေပြန်သည်ရှင်းရှင်းပြောရရင်ဒေါ်အင်းညူသည်ကွန်ပျူတာကို၎င်း GCE ကို၎င်းအော်တိုဆန်ကို၎င်းစိတ်ဝင်စားလာပြီမြစ်တစင်းလိုစင်းမျောနေသောခေကြီးဝဲ ို့လီနဲ့ကို့တက်နဲ့စ조사၍သာလှော်ကြပေတော့ဟုသဘောထားမိသည်သူဤခင်မွန်းတဲ့ဥဆုံးမောင်ကတော့သူ့လိုမဟုတ်တာကြီးဤကွန်ပျူတာကိုတကြောက်ကြောက်ဝင်နှင့်တက်သလိုအီးမေးလ်နှင့်အင်တာနက်တို့ဤထိရောက်မြန်ဆန်ပုံကိုလည်းအပေါင်းအာရင်တန်တန်နဲ့ဆွေးနွေးတတ်သည်ပေါ်လီပေါ်လီနှင့်ဒေါ်ပေါ်လီဖြစ်နေသောသမီးကိုတော့ YID မျက်နှာတင်းတန်းတိုက်ခိုင်းသည်နှစ်နှစ်နေလျင်ဒီပလိုမာရမည်ဆိုတော့တမီလည်းစိတ်ဝင်စားသွားလေသည်ပေါ်လီတက်တာကတော့ဟုတ်ပါပြီပြီးရင်စင်ကာပူမှာပညာသင်ရမှာက3နှစ်အလုပ်လုပ်ရမှာက3နှစ်အနည်းဆုံး6နှစ်နေရမှာမိကြီးရဲ့ဒုသတွေရဲ့ကုန်ကျစိတ်ကိုတတ်နိုင်နေထားပါအောင်တမီကအခုအသက်20ပြည့်တော်မယ်နောက်6နှစ်ဆိုရင်26နှစ် အဲ့ဒီအရွယ်ဟာချစ်သူရှာဝီအိမ်နောက်ရက်သားကြာရမယ့်အရွယ်ပဲဟိုမှနေရင်ကို့မြမချင်းတွေ့လို့မြစ်တာမြကြရင် တော့ရဲ့လူမျိုးချားနဲ့ညာပြီးပါသွားရင်ဒုက္ခဟုဒေါ်အင်းညူကိုတီးတူပြောပြတတ်သည်ဒေါ်အင်းညူကလည်းခေါင်းတဆက်ဆက်ညင်ရင်မောင်မင်းကြီးသားအမြော်မြင်ကြီးပါပဲရဲ့ဟုကို့ယောက်ျားကိုကိုထင်ကြီးရသည် နိုင်ငံနှင့်လူမျိုးကို၎င်းဘာသာတရားကို၎င်းအရေးထားလေးစားတတ်သူဆိုတော့ဒီအချက်ကမတွက်လို့မဖြစ်ရောက်ရာအရက်တွင်ကြုံတလို့အိမ်အောင်ကြသွားမိကိုကသူလဲစိုးရင်မိတီကတော့အမှန်ပင်တားငယ်ကိုတော့ဥဆိုးမောင်ကစူးစားกว่าငါတာဘာသာစကားဆိုတာများများတက်လေကောင်းလေပဲဟုအာပေတသည်ထို့နောက် ဒါပေမဲ့အင်္ဂလိပ်စကားကကဘာသုံးစကားနော်အဲ့ဒါကိုတော့အရင်ကျွမ်းကျင်ဖို့လိုတယ်ဟုလေးနဲ့တတိပေးတတ်သည်ခိရီစီးတဲ့တွင်ပြောကြသူချင်းအတူတူသူဤခင်မွန်းတဲ့ဦးစိုးမောင်ကပအဝင်းချင်းကိုဂယုတဆိုင်လိလာမှတ်သားရင်ကူးခတ်နေသူနဲ့တူပြီးသူကတော့တတုံးကြီးမျောသလိုအသိမဲ့စွာတငိမ့်ငိမ့်မျောပါနေသလားဟု ဒေါ်အီးညူကတွေးမိတတ်လေသည်ဒီလိုတော့လည်းမဟုတ်ပါဘူးငါစိတ်ဝင်စားတာရှိပါတယ်ဒေါ်အီးညူကသူ့အတွေ့ကိုသူချက်ချင်းပြန်ကငင်းကြက်ထုံမိသည်သူစိတ်ဝင်စားနဲ့မျက်ခြေမပြတ်လေးလာပြီး ရှင်ခုန်နေရတာတခုတော့ရှိသားပင် ထို့အရာကတော့ပြုတ်ပြုတ်မီရှောင်ကပုံးကျင်သည့်ကိုကိုမောင်ကုံစည်းနှုံးမင်းတဏီတုံးကတော့ ်ဦးစိုးမောင်ကမဂဇင်းတစ်ဆောင်ကိုဖတ်ရင်းတက်ရှိဆဲကိုယူပြီးတက်ရှိပုံသူပွားလို့ရနေပြီဒီမှာကြည်စမ်းတရိတ်ဆောင်ကိုတက်ရှိပုံသူပွားတာအောင်မြင်နေပြီနောက်ဆိုရင်လူကိုယ်တော်ပုံသူပွားလို့ရတော့မယ်တဲ့သိပ္ပံပညာတူတပ်ပုံကတော့အံဩလောက်အောင်ပါပဲဗျာဟုပြောသည်ဒေါ်အင်းညူကတော့ဦးစိုးမောင်၏စကားကိုနားထောင်ရင်းကဘာကြီးမှာ လူဦးရေမထိန်းနိုင်လို့တော့မင်းလျှော့ချနေရတာလူတယောက်ကိုနှစ်ယောက်သုံးယောက်ပွားတော့ဘာလုပ်ရမှာလဲဟုတွေးနေမိသည်သူကတဘဝလုံးဖြစ်ရများကိုတိတ်ပြီးမနှစ်တက်လာပြီသုံးလောကထွက်ထားမျက်စွာဖျားပင်တေချင်းကိုတားဆီးတော်မမူပဲပြိနိဗ္ဗာန်ပြုခဲ့ပြီးဖြစ်၍ဖြစ်စဉ်ဖြစ်စေဖြစ်မဲတဘဝများကို ူဤစိတ်ထဲတွင်စောရကမတက်လို့လာပဲတက်ရှိပုံတူပွားမဲ့အစားတက်မဲ့ပုံတူပွားလို့ရရင်ပို့ပြီးမကောင်းပြီဘူးလားဈေးချန်တော်တွေကကြက်တကောင်ကနေနှစ်ကောင်ဖြစ်ငါးနှစ်ကောင်ကနေလေးကောင်ဖြစ်ဟဲ့ခွန်နှစ်ကောင်ရှစ်ကောင်ဖြစ်ရင်ပို့လို့တောင် ကောင်းအောင်မယ်ဒေါ်အင်းညိုကအတွင်းနှင်ပင်အတော်ပြောသွားသည်တနေ့တွင် သူသိပ္ပံပညာရှင်ကြီးများကိုပင် တော်ပြီနပူနာစာတိုက်လိုက်ခြင်းသေးသည်အကြံပေးပြောပြလိုက်ခြင်းသေးသည်ဒီနေ့တော့အိမ်မှာငရမ်းချောင်းနှစ်ပြဘျုံကနေပေါ်လာသည်တက်ရှိပုံသူပွားခြင်းလည်းမဟုတ် တက်မဲ့ပုံသူပွားခြင်းလည်းမဟုတ်ဦးစိုးမောင်ဤမိတ်ဆွေတဦးကလက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်ဦးစိုးမောင်ကကြွကြွအိမ်နဲ့ထုတ်ထားသော ငရမ်းချောင်းနှစ်ပြကိုလှမ်းပေးရင်မိမကြီး နတ်ပြန်ကကြတော့မီးဖုတ်ပြီးနာနာတာထုပေတော့ကွာဟုပြောတော့သူအတော်ကြည်နူးသွားသည်လွန်ခဲ့သောနှစ်ပေါင်းအစိတ်ကြော်ကြော်ကတော့ချစ်သူတို့ဘဝပင်မဟုတ်အင်းလျာရည်ပင်တက္ကသိုလ်အဓိပတိလမ်းနှင့်ဂန်းတော်ပင်တန်းတို့ကဒေါ်အင်းညိုကို ရင်ခုန်ကြည်နူးစေခဲ့ဘူးသည်ချစ်သူလက်ဆောင်ပေးသောဂန်းတော်ခေရီစပယ်ပန်းလေးများကိုတမျက်တနိုးပန်ဆင်ပြီး ခြောက်လျင်ပင်လှမပြည့်ရက်ပဲတိမ့်စီခဲ့ရဘူးသည်အခုတော့သူပြောင်းလဲလာပုံကကြော့ချင်းစရာကောင်းလာသည်စပယ်ခရီးဂန်းကော်ရနဲ့တင်းပြန့်ပြန့်တို့ထက်ငပိငချောင်းနဲ့ညတီတီကိုပင်ပိုပြီးနှစ်သက်တလို့ဖြစ်နေသည် စပယ်ပန်းကဟင်းချက်၍မရငရန်ချောက်ကတော့ဟင်းကောင်းတစ်ခွက်ဖြစ်လာမည်မဟုတ်ပါလား အညာစီစစ်စစ်ကလေးတပလင်းကြံနေတာနဲ့အတော်ပဲငရမ်းချောက်ကိုနှက်နေအောင်ဖုတ်မွားနေအောင်ထုစီကလေးရွှဲရွှဲဆန်းငရမ်းချောင်းနဲ့အတူထောပတ်ပဲစင်စင်ချိုချိုကြီးတွေကိုအိုကက်ကလေးနှက်မယ်ငပိရဲကြဲကြဲဖြော်ပြီးဖန်ခါတီလေးတို့ချက်မောင်ရွက်ဟင်းချူချက်ဒေါ်အင်းညိုကစိတ်ကူးတဲ့တွင်ဟင်းဆက်ရင်ထမင်းပင်စားလာသည်သို့တော့ငရမ်းချောက်အကောင်လှလှကြီးတွေကို နာနာထုလိုက်တော့ထင်တယ်လို့ဖြစ်မလာသေးကခက်လာပါသည်စားကျင်စပွဲမွားလာတော့ငါးချောက်သားမြင့်မြင့်လေးများကို ပကံနဲ့ဖဲ့ချင်ရင်တဖက်ကောက်ဝါးကြည့်လိုက်တော့ငံလိုက်ဒီမှာတူးနေသည်ဒုက္ခပါပဲငါးတကောင်ကို စားတဲ့ပိတ်သားနှုံနဲ့လဲထားသလားမသိဘူးဒေါ်အင်းညိုခမညာအတော်ကြီးစိတ်ညက်သွားရှာသည် သူရောဥဆိုးမောင်ရော အသက်90ကျော်လာပြီဆိုတော့သွေးတူတူစီးကြိုတို့ကချင်းချောင်းနေပြီဖြစ်သည်ယောဂဟူ၍မမေရရမဖြစ်သေးတော့လဲအချို့ကို၎င်းအငံကို၎င်းတတ်နိုင်သမျှရှော့ရမည်အရွယ်များဖြစ်သည်အင်းငန်းတန်တန်မကဘူးငန်းတူတူဖြစ်နေတာခက်လာတယ်ဒေါ်အင်းညိုကငချောက်ခွဲသူ့ကိုပင်လှမ်းပြီးစိတ်ဆိုးကျင်နေသည် စာကလေးများနည်းနည်းလျှော့လိုက်ပါတော့လားဟုရန်ထောင်းခြင်းနေသည်ငချောက်ကငန်တော့ပဲကြီးနဲ့မှာစားလျှော့ထားလိုက်မည်ငပိရေဖြောမထဲ့တော့ဘူးပဲပုံလေးမိခင်မီစီစမ်းပေးလိုက်မည်ဒါဆိုရင်တော့စိုးပါဘူးဒေါ်အင်းညိုကသူ့ကိုယ်သူအားပေးသည်ညညေကြတော့ငချောက်ဖုတ်ပကံကထမင်းပွဲအလေတွင်ဝန့်ထဲလို့နေသည်ဥဆိုးမောင်ကထမင်းပွဲကိုတစ်ချက်လမ်းကြည့်ရင်ကောင်းတဲ့ဟဲ့ ဟုပြောသည်။တာသမီတွေကတော့နှကန်းဤကြော်ညာတဲ့ကလို့ရှယ်ပဲဟုဒိုင်တူဩကြသည်။ငါ၆ပကံကိုခတ်တော့တော့နှိုက်ကြသည်။အပာငန်တဟိဥဆုံးမောင်ဤမျက်နာကရှုံသွားသည်။ငန်တာမှတူးနေတာပဲ။တာကြီးကထောက်ခံသည်။ငရင်ကြောင့်မဟုတ်ပဲငရင်ငပိကောင်ကြီးများမှားပြီးမိဖုံးမိတာလားမေမေရဲ့ သမီးနဲ့တာလက်ကရီရီမော့မော့နဲ့မေးကြသည်ငါချုပ်ကငန်နေတော့ငပိရေစားစရာမလိုတော့ဘူးပေါ့ဖန်ခါသေးကိုငချောင်းနဲ့မြှောက်စားလိုက်တာကြီးကအကြံပေးသည်ညီတို့ပင်ဆိုစီငချောင်းပကန်းတို့လှမ်းနေသည့်လက်များတိတိတတကြီးနှီးကြသွားသည်ကတော့အမှန်ပဲငချောင်းပကန်းကို နိုင်မလို့နဲ့ပဲကြီးညက်စီကိုသာရိုင်းကြသွားသောလက်များကြောင့် အလုံးထမင်းစားပြီးသည့်အထိပကံတဝက်ပင်မကုံချင်ပေ အများကြီးပဲကြံနေတယ်ဒေါ်အင်းညိုကကြည်ရင်ညှျောနေသည်ဒီငါ၆တွေကိုနောက်တစ်နေ့ဆက်ကျွေးလျင်လဲတိတ်ပြီးကြည်သာကြမည်မဟုတ်ချေဒီတော့လေငါ၆ဖို့ကိုငါ၆ဟင်းလုတ်ပြစ်လိုက်မှာပေါ့ဒေါ်အင်းညိုကငရုတ်တက်တုံစီတက်ပြီးခရမ်းကျင်သည့်အနှက်နန်းနိုင်ကလေးနဲ့ ငါချောက်ရင်အသင် ပြောင်းလိုက်သည်မဆလာနှံ့တသင်းသင်းမွေးနေသောငရဲ့၆စီပြန်ကလေးသည်ဇပွဲပေါ်သို့စားကြံဇပွဲရောက်လာသည်အင်းဒါတော့အတော်ငန်သေးတယ်ဦးစိုးမောင်ကမှတ်ချက်ချသည် အနှစ်ကတော့ကောင်းပါတယ်ဖေဖေရမွေးနေတာပဲသားတွေသမီးတွေကတော့သူတို့အမေကို အားပေးကြရှာသည်သို့တော့ငါ၆ဖက်ကလေးတွေကိုမတိမတာရှောင်ကား အနှစ်ကိုအပြုပြီးစားသွားကြလေသည်ထို့ကြောင့်ပကံထဲမှာအနှစ်တွေသာ ကုန်သွားပြီးငါးချောက်ဖက်လုံးသေးကလေးများက ရှစ်ပြုံးကလေးများပြုံးကကြံခဲ့ကြရှာသည်အကောင်းကလည်းကြိုက်တက်လက်ကြတာရှာတွေကလည်းတိတက်လိုက်ကြတာဒေါ်အင်းညိုကညဉ့်ညူဆူဆူတွေ့ရင်အကြံထုံနေမိသည် ကုံစည်းတဲ့စီမှာတညင်ခရမ်းသည်နုနုထွားထွားကြီးတွေတွေ့တော့မှ အကြံရသွားသည် ခရင်သည်နှစ်ထဲကိုပဇွန်ချောက်အစာမထက်ရဲကြံနေသောငချောက်ဖက်ကလေးများထဲလိုက်သည်ထို့နောက်အချုံမုတ်ကလေးအနှဲငယ်ကူလိုက်သည်နှုတ်ပြီးချိုနေသောခရင်သည်များကရင်းနှင်းနှဲထဲယုံနှင့်ဤကြသွားသည်ထူးထူးဆန်းဆန်းမစလာနှံ့သိနေသော ခရင်သည်နှက်ပကံသည်သမင်းပွဲပေါ်သို့အင်္ဂရေလေးနှင့်ရောက်လာပြန်လေသည် ူတူတဲတော့မဟုတ်ဝက်ဦးချောင်း15ချက်သားကိုပါအားဖြည့်ချတော့သူတို့တအိမ်သားလုံးထမင်းမြင်ကြလေသည်ခရမ်းသည်ဖက် ချွချွအီအီကလေးများနှင့်ရောနေသောငချောက်ဖက်ကလေးများက အပောင်းအသင်းမှန်သွားသောကြောင့်လားတော့မသိရောပြီးချွတလူလူဖြစ်နေသည်ညံ့ညက်ဝါလျင်ငံနေသေးတော်လဲညီသူကားများဘာမျှပြောမနေပဲရှာနှင့်သိန်းကား မျိုးချလိုက်ကြလေသည်ဒါတောင်ကြံပြစ်အောင်ကြံသေးတယ်ခရမ်းသည်များသွားတော့ကြောင်လာမသိအိုးရဲတွင်တပကံစာလောက်ကြံနေရသည်တိုးသွားမှဆို၍ရေခဲတက်တာတဲ့ထက်သိမ်းထိုင်းဒေါအင်းညိုအကြံထုတ်ပြန်သည်နောက်တနေ့ကျတော့ဒန်းတလွန်သည်လေးတောက်ကစစ်ကူလိုက်လာသည်ခရမ်းကြံသည်အာလူမုံလာဥရို့ကိုပါရော၍လုံးပြီး မကြီးရေထေသည်ယေစုတော့လက်ကျန်ခရမ်းသည်နှက်ကိုဟင်းအိုတဲ့လို့ဒိုင်မင်ထိုးပြီးဆင်ခိုင်းလိုက်သည်ယုံတွေသည်၄၅၆တောက်ကိုလှီးထဲလိုက်ပြီးမဆလာဖြူလိုက်သည်ဒီတော့လေဒုံဤညူဤတီးဆောင်ကလာဟင်းကစားချင်းစပွဲမှွေးပြန့်လို့နေပြန်သည်ဘဲဥလေးလုံးကိုအနှစ်ဖနာနာခောက်ပြီးမှွေကြောကထမှန်အားဖြစ်ပေးလိုက်တော့ ဦးစိုးမောင်တို့သားအဖတွေခေါင်းမဖော်ကြတော့ဘေးကလာဟင်းကိုလှမ်းတော့လက်များခဏခဏစုံနေ၍ရည်ကြရသေးသည်ခယန်းသည်ကနူးလိုလားမသိဘူးနူးပြီးပျော့နေတယ်နော်မေစစ်စစ်ဆက်ဆက်ရှိလာတော့တားငယ်ကပျော်သည်တို့တော့တီးဆောင်ကလာဟင်းတဲ့သူခယန်းသည်နှက်ကိုရင်ငုတ်စင်ခိုင်းထားကြောင်းကိုက ရေးမိဟန်မတူပဲတီးဆောင်ဟင်းလေးကကောင်းတကွာ ဦးစိုးမောင်ကဟင်းရီပြပြလေးစမ်းလိုက်တငင်းသေးစားစိမ့်လေးကိုက်လိုက်နှင့်ခမင်းပင်တပကံထက်ထဲရသည်ဒီတခါတော့ဒေါ်အေးညုံဤတီးဆောင်ရင်သာမကခမင်းအိုးပါအိုးကပ်ပင်မကြံအောင်တက်တက်ပြောင်းသွားသည်ဒေါ်အေးညုံလည်းအခုမှပင်ကြည်ကြည်လင်လင်ပြုံးနိုင်လေတော်သည်တနေ့တုန်းကတော့တအိမ်ကျော်မှဖះကူးစုကပ်ရာတွင် သူတို့အိမ်ရှင်မှ သုံးလေးဦးစုံမိကြသည်စုံမိတော့လေထုံးစံအတိုင်းသားစီငါးစီနှင့်မိဖို့ကြောင့်အကြောင်းပင်ပြောမိကြသည်ဒါကလွဲလို့လေဒီပြင်အကြောင်းကိုစိတ်မဝင်စားသူတို့ကတမန်အင်ရှင်မရီဆိုတော့အိမ်စီညီစီစိတ်ရွှေစီနှင့်မော်တော်ကားစီများကိုလည်းမပြောတတ်ကြရှာပြီတနေ့တနေ့ဟင်းဆက်ကိုစဉ်းစားနေရတာ အုံနောက်တွေပုံးမတက်ပါပဲဟုတူးကစကားစာသည်ဟုတ်ပါစားလို့လဲကောင်းအောင်အကုန်ကြလဲတက်တောင်းချက်ရတာလွယ်တာမှတ်လို့ဒီကြတဲ့ဟိမကြိုက်ကြလို့ပို့နေတိတ်စိတ်ညစ်ရတာပဲကျမကတော့ဟင်းကြံရင်ဘယ်တော့မှ အလက်ကားမထားဘူးတခုခုအတင်ပြောင်းပြက်လိုက်ကြပဲအင်းရှိအိမ်မှာဒေါ်သိန်းကပြောတော့ဒေါ်အင်းညူလဲငရမ်းချောင်းနှစ်ပြားကိုတတိယသည် ငါချောက်ဖုံးမငါချောက်ဟင်းငါချောက်ဟင်းမခရန်သီနတ်ခရန်သီနတ်မတင်းစုံကလာဟင်းအစင့်ဆန်ပြောင်းလဲလာခြင်းကို သူ့သားသမီးတွေကရုပ်ပြောင်းလဲခြင်းဟုသတ်မှတ်မလားထပ်ပြောင်းလဲခြင်းဟုသတ်မှတ်မလားသူ့အတိအချမစင်စားတတ်ချေမနေ့တုန်းကတော့ဝတ်သားဟင်းချက်တာအစီများနေတော့တိတ်မကြိုက်ကြဘူးလေအသားတွေကြီးရေးစားသွားကြတာဝက်စီတုံးကြီးပဲကြံ့ရစ်တယ်ဒါနဲ့ဒီနေ့တော့ချက်မောင်နဲ့မြက်ကို ထပ်ပစ်ပစ်လေးမှွေပြီးအဲ့ဒီအစီတုံးတွေကိုပါရောထည့်ပြီးချက်ပေးလိုက်တယ်။နောက်ပြီးငပီတောင်းဆက်ဆက်လေးထောင်းပေးလိုက်တော့စားလိုက်ကြတာလောက်တောင်မလောက်တော့ဘူး။လောက်တောင်မလောက်တော့ဘူး။ဒေါ်ခင်ခင်ကသူ့အတွေ့အကြုံကိုဖောက်တယ်ချာသည်။ဒေါ်အင်းညူကသူ့ကိုငေးကြည့်နေ။အင်းသူကတော့ချံပေါင်ရွက်နဲ့ငပီတောင်းကိုစကူခေါ်လိုက်တာကိုဟုတွေးနေမိသည်။ကျမလည်း ချက်မောင်ဟင်းလက်တော့မယ်ဘာဟင်းမဲကြံနေနေချက်မောင်ဟင်းချက်ပြီးရောထည့်ပစ်လိုက်တယ်ချက်မောင်ချက်ပြီးရောထည့်ပစ်လိုက်ရင်အရသာတမျိုးထူပြီးစားကောင်းသွားတာကြီးပဲရှင့်ဒေါ်လလစေကခေါင်းလေးတငိမ့်ငိမ့်နဲ့ထောက်ခံသည်အင်ရှင်မဆိုတာဟင်းကောင်းကောင်းချက်တဲ့ယုံနဲ့မပြီးတော့ဘူးကြံနေဟင်းကိုလေမလီမလွင့်ရအောင်ဆက်ဟပ်ပြီးရောတက်နောတက် ပြုတ်ပြင်းတက်ဖို့လိုသေးတယ်နော်တစ်ချိန်လုံးငြိမ်နေတော့ ဒေါ်အင်းညိုကသွေးသွေးဆဆဝင်ပြောတော့ဒေါ်သိန်းကရည်ကျင်သောမျက်နှာနဲ့မျက်ဆောင်ထူသည်အောင်မလီရှင်အင်းညိုရဲ့စကလုံးတွေရှိရှိဝဝပြောနေပါနဲ့အကြံဖန်တက်ဖို့လိုတယ်လို့ပဲရှင်းရှင်းပြောလိုက်စမ်းပါနားလည်လွဲပါတယ်ဒေါ်သိန်းဤစကားအစုံတွင်တော့သူတို့အားလုံးရှိမိကြလေသည် လူတွေကတဲပြီးအကြံဖန်များကြတာကိုဟု သူဤခင်မိုးတဲ့ဥဆုံးမောင်ပြောတတ်သည်ဟုတ်ပါသည်အရက်ထဲမှာဈေးထဲမှာအလုတ်ထဲမှာနေရတကမှာအကြံပံကလေးတွေရှိတတ်သည်အင်းငါတို့အင်ရှင်မတွေမှာရောဒေါအင်းညိုကတွင်ရင်ပြုံပြီးပြုံရင်လေတွင်းနေမိတတ်လေသည်